ခုပထမဦးဆုံးဘူပရိတ်ကလေးကိုအရင်ဦးဆုံးအတူတူလေ့လာကြည့်အောင်ပေါ့နော်အဲ့တော့ဒီလိုက်ကလေးကို share လုပ်ရတဲ့မိတ်ဆွေတွေ share ပေးလိုက်ကြပါဦးနိုင်အမြဲပြောတဲ့စကားလေးပေါ့ဗျာဦးနိုင်ပြတဲ့ like ထဲကနေပြီးတော့ပေါက်ကနန်းလေးများပါခဲ့မယ်ဆိုရင် တခြားသူတွေမြင်တော့လဲပေါက်တော့အတူတူပျော်ရတာပေါ့ဗျာနော်ကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့စပြီးတော့ပြမယ်ပေါ့နော်ပထမဦးဆုံး ဥနိုင်စပြမှာဒီဒါဘူပရိကဏန်းကိုအရင်ဆုံးစပြမှာပေါ့နော်ဘူပရိကဏန်းကိုစပြမယ်ဆိုတော့ဥနိုင်တို့ဒီမှာခွန်နောက်ပိတ်တုံညာပရိခွန်ပိတ်တုံညာပရိလို့ဖြစ်လို့သူ့အောက်ကဒီကဏန်းဒီပြန်ကြအဖြစ်နဲ့သူကစားတယ်ကစားပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းခြင်းနှစ်ကဒီသုံးလုံးပေါင်းခြင်းနှစ်လို့ဖြစ်ခဲ့လို့ဒီနေရာမှာနှစ်ပရိလို့သူကစားတယ်နော်ဒါပရမတကပ်နော်ဂျားထဲမှာသူနှစ်နှစ်ချားတယ်တိုင်ပင်กว่าဝေးအတူတူပဲ ခွန်နောက်ပိတ်ကိုးပရိတ်လို့ဖြစ်တယ်သူ့အောက်ကဒီကနန်းဒီပြန်ကြအဖြစ်နဲ့ကစားတယ်ပေါ့နော်ပြန်ကြလို့ကစားတယ်ကစားပြီးတော့မှသူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းရင်တစ်ကဒီသုံးလုံးပေါင်းရင်တစ်လို့ဖြစ်တဲ့တွေ့သူ့အောက်မှာတစ်ပရိတ်လို့ရိုက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယကံမှာနော်ခွန်နောက်ပိတ်ရှစ်ပရိတ်လို့ဖြစ်တယ်သူ့အောက်ကကနန်းဒီပြန်ကြကနန်းဆိုပြီးသူကကစားတယ်အဲ့လိုကစားပြီးတာနဲ့ သူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းခြင်းတုံညာကဒီသုံးလုံးပေါင်းခြင်းတုံညာလို့ဖြစ်လို့ဒီနေရာမှာဒါတုံညာပရိတ်လို့ဒါဥနေကကစားမှာပေါ့နော်စီနီယံလေးနဲ့ကစားတာလीကောင်းပါတယ်နော်ခွန်ပိတ်တုံညာပရိတ်လို့ဖြစ်တယ်ဒီသုံးလုံးနှစ်ကဒီသုံးလုံးနှစ်ကြောင့်နှစ်ပရိတ်လို့ရိုက်တယ်နော်ခွန်ပိတ်ကိုးပရိတ်လို့ဖြစ်တယ်ဒီသုံးလုံးတစ်ကဒီသုံးလုံးတစ်ကြောင့်တစ်ပရိတ်ရိုက်တယ်ဟုတ်ပြီဒါဆိုရင်ဥနေတို့ဒီမှာခွန်နောက်ပိတ်ရှိပရိတ်လို့ဖြစ်တယ် ီကနန်းကလည်းပြန်ကြနဲ့ကစားခဲ့တယ်ဒီသုံးလုံးပေါင်းချင်းတုံညကဒီသုံးလုံးပေါင်းချင်းတုံညလို့ဖြစ်လို့ဒီနေရာမှာဒါတုံညပရိတ်လို့ဒါဥနေကကစားမှာပေါ့နော်ကွက်ရွှေစနစ်နဲ့မကစားဘဲနဲ့နော်ဖြစ်စဉ်လေးတစ်ခုကိုတီးမိပြီးတော့ပေါင်းချင်းစနစ်နဲ့ဥနေကကစားပြမယ်ဥနေရဲ့မိတ်ဆွေတွေပေါ့နော်ဟုတ်ပြီဒါဆိုရင်ဥနေတို့ထောက်ချက်စီကြောတွေကတော့ဥနေမပြတော့ဘူးဥနေရဲ့မိတ်ဆွေတွေကိုရှင်းရှင်းလင်းလင်းလေးလေမြင်စီချင်တာက တပိုင်းနောက်တစ်ခု ကြည်ရတဲ့အပေါ်မှာအနှစ်သာရအပြည့်အဝပေးချင်တာကတပိုင်းကြောင့်စီစောလိုင်းတွေကိုထည့်မပြီးတော့ဘူးเนาะအဲ့တော့ပထမဦးဆုံးဦးနိုင်တော့2020ခုနှစ်မှာเนาะကိုးပါတဲ့ကနန်းကိုးပါတဲ့ကနန်းဒီပြန်ကြအဖြစ်နဲ့ဒီဒီမှာကစားတယ်ပြန်ကြလို့ကစားတဲ့အခါမှာကိုးခါနဲ့ပဲပြန်ကြဖြစ်ခဲ့ရမှာเนาะဟုတ်ပြီဒါဆိုရင်တနစ်ချပြီးတော့2022မှာလဲကိုးပါတဲ့ကနန်းကိုးပါတဲ့ကနန်းဒီ ပြန်ကြအဖြစ်နဲ့သူကစားတယ်ပြန်ကြလို့ကစားတဲ့အခါမှာလဲကိုးခါလို့ဖြစ်ပြီးတော့မှပဲပြန်ကြတယ်ဒါဆိုရင်ဦးနဲ့တို့ဒီမှာတနေချားတယ်သူ့ရဲ့နောက်တစ်နှစ်မှာနော်2024မှာကိုးပါတဲ့ကနန်းပြီးပြန်ကြအဖြစ်နဲ့ကစားတယ်ကစားတဲ့အခါမှာလဲကိုးခါလို့ဖြစ်ပြီးတော့မှပြန်ကြအဖြစ်နဲ့ကစားတယ်ကြဲဟုတ်ပြီဒါဆိုရင်ဦးနဲ့ကဘာကိုကစားချင်တာလဲကိုးပါတဲ့ကနန်းကကိုးခါနဲ့ပြန်ကြလို့ကစားပြီးတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာနော်သူ့ရဲ့နောက်တစ်နှစ်မှာ ဒီသုံးလုံးပေါင်းခြင်းကတုံညတုံညရဲ့နှက်ခတ်သည်ခွန်လို့ပိတ်ပြီးတာ ਨੇ သူ့အောက်မှာထွက်မဲ့ကနန်းဒါဆိုရင်ဒုတိယကမှာကိုးပါတဲ့ကနန်းသည်ကိုးခါနဲ့ပြန်ကြလို့ကစားတယ်ကစားပြီးတော့သူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းခြင်းသည်တုံညတုံညရဲ့နှက်ခတ်ခွန်လို့ပိတ်ပြီးတော့သူ့အောက်မှာထွက်တဲ့ကနန်းဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာကိုးပါတဲ့ကနန်းသည်ပြန်ကြလို့သူကစားတယ်ကိုးခါနဲ့ပဲเนาะအဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာ ခုဒီသုံးလုံးပေါင်းရင်တုံညလို့လည်းဖြစ်သွားပြီတုံညရဲ့နှက်ခတ်ခွန်းလို့လည်းပိတ်သွားပြီသူ့အောက်မှာထွက်မဲ့ကနန်းသည်ဘယ်ကနေလာခဲ့လဲနော်အဲ့တော့သူကလာမွန်လာနီးလေးကရိုးရှင်းတယ်ဒီသုံးလုံးပေါင်းရင်တုံညတုံညရဲ့နှက်ခတ်ခွန်းလို့နောက်ပိတ်ပြီးတာ ਨੇ ပရိတ်သုံးနော်ဒီသုံးလုံးပေါင်းရင်ကတုံညတုံညရဲ့နှက်ခတ်ခွန်းလို့နောက်ပိတ်ပြီးတာ ਨੇ ပရိတ်နှစ်ဒီသုံးလုံးပေါင်းရင်ကတုံညတုံညရဲ့နှက်ခတ်ခွန်းလို့နောက်ပိတ်ပြီးတာ ਨੇ ပရိတ်တစ်ဆိုတော့ဒီလိုင်းကလေးကိုကုနိုင်ငါပြီးခဲ့တဲ့အပတ်ကတည်းကမြင်တယ်မြင်တဲ့တော့ကို နော်ဒါဥနိုင်ရဲ့ဒီထဲမှာ68ခွန်းဆိုပြီးဥနိုင်ကထည့်ပေးလိုက်တာနော်အဲ့တော့ဥနိုင်ကအပူးအခွကြိုက်လို့ဒါ669ဆိုတဲ့ကဏန်းကိုဩလိုက်တာတကယ်တော့ဒီကဏန်းကလည်းပါအော်နီနီကိုကောင်းခဲ့တဲ့ကဏန်းပေါ့68ခွန်းဆိုတဲ့ကဏန်းကလည်းပေါ့နော်ကြဟုတ်ပြီအဲ့တော့ဒီကနေ့ကအောင်သွားပြီအောင်သွားတော့သူ့အောင်မှာကြတဲ့ကနေ့ကိုဥနိုင်ကကစားပြန်ပါဘောနော်အဲ့ဒီတော့ပထမဦးဆုံးဥနိုင်ပြောခဲ့တဲ့ကိုးပါတဲ့ကနေ့ဒီကိုးခါနဲ့ပြန်ကြလို့ဖြစ်လာရဲ့အပေါ်က3ည83ဆိုတဲ့ကနေ့ကိုနော် ကနန်းကိုတုံညကို9ဖြစ်အောင်9ထည့်မယ်။ရှစ်ကို9ဖြစ်အောင်ခွန်ထည့်မယ်။သုံးကို9ဖြစ်အောင်နှစ်ထည့်မယ်။အဲ့တော့နှစ်9ခွန်ဆိုတဲ့ကနန်းပတ်လက်တစ်ခွက်ဒီဒီဖြစ်စဉ်အားလုံးကိုတီးပြီးတာနဲ့ဒီအောက်ကိုကြားတယ်။ဒုတိယကတ်မှလည်းအဲ့ဒီလိုပဲဦးနိုင်တို့နော်။ကိုးပါတဲ့ကနန်းဒီကိုးခါနဲ့ပြန်ကြလို့ဖြစ်တယ်။သူ့ရဲ့အပေါ်ကကနန်းကိုတုံညကို9ဖြစ်အောင် နော်တုံညာကို9ဖြစ်အောင်9လို့ထည့်မယ်9ကို9ဖြစ်အောင်6ထည့်မယ်3ကို9ဖြစ်အောင်2ထည့်မယ်9 6 2ဆိုတဲ့ကဏ္ဍသည်ဖြစ်စဉ်၏အားလုံးကိုတည်ပြီးတော့သူ့အောက်ကိုကြားတယ်ဒါဆိုရင်တတိယကမ်းမှာလည်းဒီကဏ္ဍကဒီကိုပြန်ကြလို့ကစားတယ်ကိုးခါနဲ့ပဲပြန်ကြလို့ကစားတယ်ကစားပြီးတဲ့ဒီ6ကို9ဖြစ်အောင်6ထည့်မယ်9ကို9ဖြစ်အောင်6ထည့်မယ်တုံညာကို9ဖြစ်အောင်9လို့ထည့်မယ်အဲ့တော့9 9 6ဆိုတဲ့ကဏ္ဍပတ်လေ ကနန်းလေးဒီဒီနေရာလေးကိုဒါဦးနိုင်ကပေါင်းချင်းစနစ်နဲ့ယိုးယိုးလေးပဲကစားရှင်လိုက်တာပေါ့နော်အဲ့တော့ခုနဘူပရိတ်ပြခဲ့တယ်ဘူကရိတ်ဘူပရိတ်ပြခဲ့ပြီးတဲ့နဲ့69ခွန်းဆိုတဲ့အဲ96ဆိုတဲ့ကနန်းကိုကြိုက်တဲ့မိတ်ဆွေတွေကထိုးနှံတိုင်းပတ်လက်ထိုးလိုက်နော်ဒါမှမဟုတ်ရင်ပတ်လက်မထိုးခြင်းနဲ့မိတ်ဆွေတွေကအခုဦးနိုင်ထိုင်ထားပြီးတဲ့အတိုင်းလေးကိုထိုးလိုက်ပေါ့နော်ကဲဟုတ်ပြီ